ဗီဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ16ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ဗီဒီယိုအန်ယူဂျီပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပရမဆုံးသတင်းအနေဖြင့်လက်ပံလှကြေးရွာလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်လို့ကျူးလွန်သူတွေကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်ဆောင်ရွက်သွားမယ်လို့အန်ယူဂျီထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ် မန္လေးတိုင်းစင်ကူးမြို့နယ်လက်ပံလှကျေးရွာကိုလေကြောင်းကနေတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ကျူးလွန်သူတွေကိုအပြစ်ပေးအရေးယူနိုင်ရေးအစွမ်းကုန်ဆောင်ရွက်သွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ကလင်းငယ်6ဦးအပါအဝင်ရပ်သားပြည်သူ28ဦးသေဆုံးပြီး38ဦးဒဏ်ရာရစေခဲ့တဲ့စစ်ကောင်စီဘက်ကကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ဖို့အစွမ်းကုန်ဆောင်ရွက်သွားမယ်အကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကပြောဆိုလိုက်တာဖြစ်ပါတယ်။စင်ကူးမြို့နယ်ကိုဖျက်ဆီးသွားတဲ့မိုးကုတ်မန္တလေးကားလမ်းဘေးကလက်ပတ်လှကျေးရွာမှာတိုက်ပွဲဖြစ်တာမရှိဘဲအချမ်းဘတ်စစ်တပ်ဟာမတ်လ14ရက်နေ့နေ့လယ်3နာရီခန့်မှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အပြစ်မဲ့အရက်သားပြည်သူတွေထိခိုက်ဒေဆုံးခဲ့ရပါတယ်။လပန်လှရွာကိုအမှတ်329လေကြောင်းရံကာကွယ်ရေးတပ်ရင်းတရအူးလီတက်စခန်းကနေတက်လာတဲ့ YAK 130 Jet Fighter ကမီးလောင်ပေါင်းနှလုံးကျဲချပြီးတိုက်ခိုက်ခဲ့တာလို့အသိပေးထားပါဗျ။ ခရီးသွားပြည်သူတွေနဲ့ဒေသနေပြည်သူတွေသွားလာရောင်းဝယ်ဖောက်ကားနေတဲ့အချိန်မှာတိုက်ခိုက်ခဲ့တာကြောင့်တက်လေးလအရွယ်ကလေးငယ်တဦးအပါအဝင်ကလေး6ဦးနဲ့ရပ်သားပြည်သူစုစုပေါင်း29ဦးသေဆုံးပြီး38ဦးဒဏ်ရာရကပြည်သူပိုင်အိမ်နှလုံးမီးလောင်ပြာကျခဲ့ရတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ပြည်သူတရလုံးဒန်းညူညီမျှမှုရရှိရေးငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးဆိုတဲ့ဥတီချက်တွေကိုခန်းခိုင်းမာမာလက်ကင်ဆွဲထားတဲ့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့အကြံဖက်စစ်အုပ်စုရဲ့ကျူးလွန်မှုတွေကိုအပြစ်ပေးအရေးယူနိုင်ဖို့အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့အတည်ပြုထားပါတယ်ခင်ဗျာ။ ဒုတိယသတင်းအနေဖြင့်နယူးယောက်မြို့မှာဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းနဲ့မြန်မာမိသားစုတွေတွေ့ဆုံပွဲကနေရန်မုံငွေအမေရိကန်ဒေါ်လာ9000ကျော်ရရှိတဲ့သတင်းကိုတင်ပြပေးပါမယ်။အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့မှာဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ကိုထိန်လင်းနဲ့မြန်မာမိသားစုတွေတွေ့ဆုံပွဲကနေရန်မုံငွေအဖြစ်အမေရိကန်ဒေါ်လာ9200ကျော်ရရှိခဲ့တယ်လို့အဲ့ဒီပွဲကိုတက်ရောက်ခဲ့သူတွေကဆိုပါတယ်။စု80ဘတ်သေးကမ်ပိန်းအတွက်အမေရိကန်ပြည်ထောင်စုကိုရောက်ရှိနေတဲ့နိုင်ငံတော်အတိုင်ပင်ခံဒေါအောင်ဆန်းစုကြည်ရဲ့တားငယ် Kim Harris ကိုကိုထိန်လင်းဟာမနေ့ match လ15ရက်နေ့ကနယူးယောက်မှာရှိတဲ့မြန်မာမိသားစုတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။အဲဒီတွေ့ဆုံပွဲကို Kim Harris ကိုကိုထိန်လင်းနဲ့အတူကုလသမဂ္ဂဆိုင်ရာမြန်မာတန်အမတ်ကြီးဦးကျော်မိုးထွန်း၊မြို့သမီးလူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးနော်ဆူဇန်နာလှလှဆိုး၊ဒေါန်ဆန်းစုကြည်ရဲ့စီးပွားရေးအကြံပေးဒေါက်တာရှောင်းတာနေတို့လည်းတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ နယူးယောက်ဒေသခံမြန်မာမိသားစုတွေအပါအဝင်ဤဆက်ရမျိုးတွေကမြန်မာမိသားစုတွေမြန်မာနေဦးတော်လန်ရေးထောက်ပို့အဖွဲ့တွေလာရောက်ခဲ့တာကြောင့်စုစုပေါင်းလူအင်အားတထောင်နီးပါးရှိခဲ့ပြီး Kim Aries ရဲ့ပုံတူပကြီကားကို American Dollar 8888ဒေါ်လာ၊ Sue 80 Birthday Calendar ကို American Dollar 9500နဲ့လေးလံတင်ရောင်းချခဲ့တယ်လို့သိရပါတယ်။ Sue 80 Birthday Postcard ရောင်းချမှုတွေအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေအတွက်ထောက်ပံ့ရန်မုံငွေ American Dollar 9200ကျော်ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ယခုနောက်ဆုံးသတင်းအနေဖြင့်မိုးကုတ်မှာမူရစ်စေဝါရောင်းဝယ်နေတဲ့အမျိုးသမီးတဦးဖမ်းဆီးရမိတဲ့သတင်းကိုတင်ပြပေးပါမယ်။တအောင်းပြည်တပ်မဟာနှစ်နယ်မြေမိုးကုတ်မြို့မှာပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL တအောင်းပြည်ရဲတပ်ဖွဲ့ကမူရစ်စေရောင်းဝယ်သူအမျိုးသမီးတဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။အမျိုးသမီးတဦးမူရစ်စေရောင်းဝယ်နေတယ်လို့သတင်းရတဲ့အတွက်မိုးကုတ်မြို့အတွင်းကင်းလှည့်နေတဲ့တအောင်းပြည်ရဲတပ်ဖွဲ့ဟာ မတ်လ12ရက်နေ့မှာသူ့ရဲ့အိမ်ကိုတွားရောက်စစ်ဆေးရာကမူရစ်ဆေးတွေနဲ့အတူဖမ်းဆီးရမိခဲ့တာလို့ PSLF TNLA သတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။မူရစ်ဆေးတွေရောင်းဝယ်နေသူဟာအသက်63နှစ်အရွယ်ရှိတဲ့ဒေါ်မေရူဆိုသူဖြစ်ပြီးသူ့ရဲ့အိမ်ကိုဝင်ရောက်စစ်ဆေးရာမှာဘိန်းဖြူဆက်ပြာကွက်၄ကွက်၊ဘူးအသေး14ဘူးနဲ့အတူဖမ်းဆီးရမိခဲ့တာလို့သိရပါတယ်။ဒီအမျိုးသမီးဟာမိုးကုံမြို့ရှောလီဝိုင်အုပ်စုတာယာကုန်းရက်ွက်မှာနေထိုင်ပြီးမူရစ်ဆေးရောင်းဝယ်နေတာနှစ်လရှိနေပြီလို့စစ်ဆေးပေါ်ပေါက်တဲ့အတွက် တအောင်ပြည်ရက်တက်ဖွဲ့ကမူရစ်စေဝါဥပဒေနဲ့အရေးယူသွားမယ်လို့အတည်ပြုထားပါတယ်။မတ်လ6ရက်နေ့တုန်းကလည်းတအောင်ပြည်ရက်တက်ဖွဲ့ဟာမြို့အတွင်းကင်းလှည့်နေချိန်မှာပဲရွှေကူရက်ကွက်ကမူရစ်စေရောင်းဝယ်နေတဲ့အမျိုးသားနှစ်ဦးကိုဖမ်းဆီးရမိခဲ့ပါသေးတယ်။ထို့အတူမုံမိတ်မြို့နယ်မှာလည်းကာလာပေါက်စီ7300ဘူးရှိတဲ့စိတ်ကြွဆေးတွေနဲ့ဘိန်းဖြူတွေမတ်လ6ရက်နေ့မှာပဲဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။